်မင်္ဂလာပါဓမ္မမိတ်ဆွေများရှင်ဒီနေ့ကျမတို့ဗုဒ္ဓဘာသာတဲမှာအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့တန်ဃာတော်များဘာကြောင့်ပတ်စံမကန်ရတာလဲဆိုတဲ့အကြောင်းကိုဆွေးနွေးဖို့လိုအပ်လာပါတယ်။တပုတ်တင်းနဲ့ပြောရမယ်ဆိုရင်လောကီအားဆွဲမှုမှကင်းဝေးရန် ဖြစ်ပါတယ်။ဒါပေမဲ့အနက်အတိတ်ပဲဖြစ်နားထောင်ပြီးပြောရရင်ပို၍နားလဲစရာရှိပါတယ်။ပထမဦးစွာဗုဒ္ဓဘာသာမှာတန်ဃာတော်တပါးဆိုတာဘလို့ဘဝနဲ့ဖြစ်ရတယ်လေတဲ့ တော်ဝင်ဘဝကိုဆွန့်လွတ်ပြီးအိမ်မိသားစုချစ်ချင်းမြတ်တာမျိုးလင်းချက်တွေကိုတောင်းခြံထားပြီးနေပံကိုရည်ရွယ်ပြီးတန်ခါဘဝကိုဥတည်ခြင်းဖြစ်ပါတယ်အဲဒီလို လော်ကီအားနဲ့သူတူအနေနဲ့ပတ်စံကင်ခြင်းဟာတိတိကျကျအသားမြင်ခြင်းဖြစ်ပါတယ်။ဘုရားဖေယားကိုယ်တိုင်တော့တူတဲ့ဖြစ်လာခြင်းကစိတ်ဝိပဿနာအပြည့်အဝအောင်မြင်ခဲ့ပြီးနောက်မှာပညာတော်ထုတ်ဖို့တန်ခါကိုဖွဲ့ပြီးတော်ဝင်တန်ခါအဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့တွေကတူးချင်းစီအနေနဲ့229တီလာကိုတင်းကျပ်စွာကျင့်သုံးဖို့လိုအပ်ပါတယ်။အဲ့ဒီတီလာတွေမှာငွေ၊ရွှေပိုက်ဆံကို လက်ခံခြင်း၊ကင်ခြင်းဟာအပြစ်ကြီးတစ်ခုလို့ဖြစ်ပါတယ်။တကယ်တမ်းတော့ပတ်စံဆိုတာက အစကတည်းကတန်ဖိုးရှိပါတယ်။ဒါပေမဲ့ပတ်စံကရင်လိုအပ်ချက်တွေပေါ်လာတယ်၊ချွေတာလိုလာတယ်၊ရရှိခြင်းစိတ်တက်လာတယ်။အဲ့ဒီလိုစိတ်တွေဟာ တန်ဃာတော်တပါးရဲ့အေးချမ်းမှုတီလာကောင်းမှုစိတ်အာယုံထိမှုကိုဖျက်ဆီးနိုင်ပါတယ်။ဒါကြောင့်ပဲပတ်စံကင်ခြင်းဟာစိတ်ဖောက်ပြန်မှုတွင်ငြိမ်ငြိမ်ချမ်းချမ်းနေနိုင်ခြင်းကနေဝေးကွာသွားစေပါတယ်။နောက်တစ်ခုကတော့တန်ဃာတော်များသည့်လူတို့ကိုမိတိအရာမဆိုပြန်အကျိုးဖြည့်ပေးဖို့ရည်ရွယ်ထားတာမဟုတ်ပါဘူး။အဲ့ဒါကိုတရားပို့ချခြင်းနဲ့စိတ်ချနိုင်မှုပေးဖို့ပဲလုပ်တာပါ။ တန်ဃာဤအတတ်မွေးမှုများမှာလူရန်သူများဤစိတ်ဆွမ်းအားကိုယ်တာအားထားပါတယ်။ငွေမလိုအပ်ပဲစားတောင်းနေရက်ဝစ်စင်မှုအိယာနေရတွေကိုယ်တာလက်ခံတာပါ။ဘဒူးမှတန်ဃာတော်ထံပတ်စံမပေးနိုင်ပါဘူး။ပေးတာတော့တန်ဃာကိုတိုက်ရိုက်မကင်စေရပဲကပိယကဂျားကနေဆောင်ရွက်ရပါမယ်။နောက်ထပ်အချက်တစ်ခုကတော့တန်မိုးထားတဲ့အရာကိုခြံပြစ်နိုင်သူကပိုတန်ပါတယ်။ တန်ဃာတော်တပါးဟာတန်ဖိုးကြီးတဲ့ပတ်စံကိုပယ်ဖြတ်နိုင်သူဖြစ်တယ်ဆိုတာအတိညာစိတ်ဖုံးဖွဲ့မှုကင်းခြင်းမာနမရှိမှုစတဲ့တန်ဃာဘဝရဲ့အမှုပညာပဲဖြစ်ပါတယ်လူဘဝအတွက်တကယ်အရေးကြီးတာကဘလောက်ဝင်သုံးတယ်ဆိုတာမဟုတ်ပါဘူးဘလောက်အေးချမ်းတယ်လဲဆိုတာပါဏီကုံချုပ်အနေနဲ့ပြောရရင်တန်ဃာတော်များကပတ်စံကင်ခြင်းကို မလုပ်ကြတာက စိတ်ထဲမှာအာယုံဖုံးဖွံ့မှုကိုရှောင်ဖို့နိဗ္ဗာန်ကိုရည်ရွယ်ဖို့တကယ်တန်တဲ့ဘဝကိုစမ်းသပ်ဖို့ဖြစ်ပါတယ်။မနှက်ပြန်မှာလည်းမိษွေတို့အနေနဲ့ငွေရှိတာကိုတန်ဖို့ထားပြီးငွေနဲ့မရနိုင်တဲ့စိတ်အေးအေးလေးကို ပို့တန်ဖို့စဉ်းစားကြည့်ကြပါ။နိဗ္ဗာန်နာမှာတည်ရှိနေတဲ့တန်ဃာတော်တစ်ပါးရဲ့ဘဝကအမြဲတမ်းတတ်တောင့်တတာဖြစ်နိုင်ပါတယ်။ဒီနေ့အကြောင်းအရာကို ပြောချင်တာကတော့ဒီလောက်ပါပဲ။ ဓမ္မမိတ်ဆွေများအားလုံးစိတ်အေးချမ်းသာယာကြပါစေ။နောက်ထပ်ဓမ္မအကြောင်းအရာများလည်းဆက်လက်ဖော်ပြပါမယ်။ Like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။